မြန်မာနိုင်ငံရှိရခိုင်ပြည်နယ်အတွင်းမွတ်စလင်တွေအတွက်တိစလွတ်လပ်တဲ့ကိုယ်ပိုင်နယ်မြေဖြစ်ပေါ်လာရေးဘင်္ဂလားဒေ့ရှ်ဘက်ကထုတ်ပြောလာမှုအပေါ်နက်စကဘက်ကတစုံတရာပြန်လဲတုံ့ပြန်တင်တယ်လို့တင်နကမဟာဗျူဟာလေးလာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါရယ်။ဧပြီ28ရက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့တရုတ်ကွန်မြူနတီပါတီမှထိပ်တန်းကိုယ်စားလှယ်အဖွဲ့နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအတိုက်ခံအင်အားကြီးပါတီဂျမအစ်အစ္စလာမစ်ပါတီတို့တွဲဆောင်စင်မှာဘင်္ဂလားဒေ့ရှ်ဘက်ကအဲ့ဒီကိစ္စအပေါ်ဆွေးနွေးညှိနှိုင်းလာတာပါ မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးစုပြီးမရှိဘဲဘင်္ဂလီလူမျိုးသာရှိတယ်လို့မြန်မာအာဏာပိုင်တွေကတရားဝင်ထုတ်ဖော်ပြောကြားထားကောင်းအဲ့ဒီလူမျိုးတွေရဲ့အတုံးတုံးကိစ္စမှာကိုပင်အများအပြားညှိနှိုင်းရအောင်မှာဖြစ်တယ်လို့တင်နကမဟာပြူဟာလေးလာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါတယ်ဘလို့ထုတ်ပြန်နေလဲဆိုတော့ဒါကတော့လက်ရှိမှာဒီနိုင်ငံတော်ချုပ်ချီပေါ့ဒီနိုင်ငံတော်ရဲ့ကနအကူကြောင်းကာလာမတောင်းထားတာဖြစ်တယ်သူကဘယ်လိုပြောရမလဲအဲ့တော့ဘယ်လိုပဲပြောတောင်းရှိလို့ဆိုတာဒီအနေနဲ့ကတော့ဌာနပတ်သက် ွားထုတ်ပြန်ချက်တစ်ခုလောက်တော့ဟုတ်တယ်လို့ကျွန်တော်အထူးကျန်နိုင်ငံသားဝင်တာပေါ့ဆိုတော့ကဟိုပေါ့ဂျာနယ်ပတ်သက်ပြီးခုနသဘောထားထည့်ထုတ်ပြောတာရဲ့ဒီမှာတချို့ကံပေါ်မှာလားဂျာနယ်ပတ်သက်ဆိုမြန်မာရေးသဘောထားဘယ်လိုရှိလဲသူကတန်တမာနီးနေရခုကဂျာနယ်ပတ်သက်ပြီးဘယ်လိုသဘောထားရှိကြောင်းဖြစ်ပြန်တယ်လို့ကျွန်တော်ထင်တယ်ဒီစကားသုံးလုံးအသုံးလုံးရတာနိုင်ငံတိုင်းဝန်ကြီးဌာနတောင်းရှိလို့စဉ်းစားရပါတော့ဘာမှမဟုတ်ဘူးဂျာနယ်ပတ်သက်လို့ 另外，这些年轻人，他们都是土族干部，现在都在基层工作。那么苦呢？而且七十多岁就做啊，那么年轻，那么舍不得农村的交通干部了，你看，王宝武是个农村干部，我给他退休了，不要钱嘛。平壤市内年轻人穆斯林独卡的志愿者国乐凯查亚江透露说，尼亚坦基内三年的卡库尼费用内，穆斯林独卡的伊比勒南乡穆西江，国班尼亚皮罗卡米内决定怎么比个比勒尼亚查塔比的哈皮曼皮江。 ဂျမအီအစ္စလာမစ်ပါတီမှအကြီးအကဲမိုဟာမက်တာဟီကပြောထားတာပါမြန်မာနိုင်ငံသားတွေအနေနဲ့မိမိရဲ့အမိညီကိုတခြားတိုင်းတစ်ပါးထံတလက်မမျှပေးခြင်းစိတ်ရှိမှာမဟုတ်ကြောင်းလေရခိုင်မျိုးသားပါတီ AMP မှာမူဝါဒရေးရာဥဆောင်ကော်မတီဝယ်ဦးထွန်းအောင်ကျော်ကစီရင်တဲ့တင်းဌာနကိုပြောပါရယ်ဒီကိစ္စကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဟိုတချင်းတစ်ခါတည်းဖြစ်ခဲ့တဲ့အဖြစ်ပြမဟုတ်ပါဘူး။ဟိုဘင်္ဂလားဒေ့ရှ်ပြည်စစ်မှာလေဘင်္ဂလားဒေ့ရှ်ကနေဒီလိုလိုဒီ စစ်မီးချောင်းမိတော့မှကျွန်တော်တို့မြန်မာနိုင်ငံကိုဟိုဥယျာဉ်ဝင်လက်ထက်မှာအာဒီကျွန်တော်တို့မြန်မာနိုင်ငံကိုစစ်မီးချောင်းလာတဲ့အလုံးဝကြီးနဲ့ဝင်ရောက်ပြီးတော့စစ်မီးချောင်းလာကြတဲ့အာဒီစာတကားကြီးလည်းရှိတယ်အဲ့ဒီလိုပဲကျွန်တော်တို့ငကားမစ်စ်ပြင်မှာလည်းဟိုဥပဒေနဲ့မညီညွတ်တဲ့ပြည်သူတွေကဒီလိုကိုအရေးယူခါမှကြောက်ပြီးတော့အချင်းချင်းအခါကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထုတ်ပြီးတော့မှနိုင်ငံနိုင်ငံကြီးအရာနဲ့ဟိုစစ်စိတ်နိုင်ငံကြီးကမှ အကောင်လုံးဖြည့်ချင်းကြတဲ့ဟိုအချင်းအချင်းအကြီးတဲ့တော်တော်များများရှိပါလေအခုတခါလဲဒါနောက်ဆုံးအချိန်ကြီးမှာနောက်ဆုံးအချိန်မှာအခုဖြစ်နေတဲ့နောက်ဆုံးအချိန်မှာလဲဒီနေ့တိုင်းမှာကျွန်တော်တို့ကနိုင်ငံရေးနေ့အရာဟိုလက်ခံပြန်လက်ခံထားတဲ့လူကြီးကိုဥပဒေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကြည့်ကြတော့ပြဿနာတဲ့နန္ဒဥပဒေနဲ့အရေးစစ်စစ်ပြီးတော့မှဟိုလက်ခံနိုင်တဲ့အချိန်ဒီမှာ high team ဟိုလက်ခံသိနေတယ်ဒီလက်ခံလိုက်ဒီပြဿနာကြီးကျေလွသွားမယ်နဲ့အဲဒီပြဿနာကြီးလဲသွားမယ်လို့ကျွန်တော်အငြင်းဆန်းခံပါဒီချပါခင်ဗျာလက်ရှိရခိုင်ပြည်နယ်မှာတော့မြမတက်မတော်နဲ့အေအေဇာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးမွတ်စလင်တွေနေထိုင်တဲ့ဘူးတီတောင်မောင်တုံးရစ်တီတောင်မြို့နယ်တို့ကိုအေအေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်မွတ်စလင်ဒုက္ခသည်တွေကိုနေရပြန်ပို့ရေးမှာအေအေနဲ့ဆွေးနွေးညှိနှိုင်းဖို့လိုအပ်ကြောင်းလဲကုလသမဂ္ဂထွေထွေတွင်းမှုချုပ်ဂူတာရက်စ်ကပြောဆိုထားတာပါ။